နိုင်ငံတော်ရှိတာဝန်ရှိလူကြီးမင်းများခင်ဗျာကျွန်တော်ဒီနေရာကနေပြီးတော့တင်ပြချင်တာကတော့နိုင်ငံတော်လူကြီးမင်းများခင်ဗျာကျွန်တော်တို့ရဲရွာခုပြည်သူလူထုအနေနဲ့တောင်းဆိုချင်ပါတယ်ကျွန်တော်တို့ဟွန်ဝလင်းမြို့နယ်ထိုင်ကုန်းဒီမှာကျွန်တော်တို့ကုမ္ပဏီတွေဟာခုလက်တွေ့မြင်နေရတဲ့အတိုင်းပါပဲနိုင်ငံတော်ကနေပြီးတော့2019မှာ2018ထိချပေးတယ်ဆိုပြီးမှလှုပ်ရှားနေပါတယ်ကျွန်တော်တို့ရဲရွာရဲ့အကျိုးကိုလည်းဘယ်နေရာမှထိထင်ရှားရှား အကျိုးမပြုပါဘူးကျွန်တော်တို့ရိုက်ပါမှာဒေသပတ်ဝန်းကျင်ဆုံးရှုံးရတယ်မြင်တဲ့အတိုင်းပါပဲကျွန်တော်တို့အခုရဲရွာအနေနဲ့ကျွန်တော်တို့ပြည်သူလူတွေနဲ့တောင်းဆိုချင်တာကတော့ကျွန်တော်တို့နိုင်ငံတော်လူချင်းမင်းကိုကျွန်တော်တို့ဒေသခံမှာကြောင်းစေကန်းစာကြည့်တိုက်တော်လကောင်ကျွန်တော်တို့ရဲရွာဒေသခံနဲ့ကျွန်တော်တို့တိုးတက်အောင်လုပ်ချင်ပါတယ်ဤအတွက်ကြောင့်ကျွန်တော်တို့ဒီလူချင်းမင်းကိုဒေသခံအနေနဲ့ကျွန်တော်ဒီထိန်ကုန်းနယ်မြေကနေပြီးတော့ ောင်းဆိုချင်ပါတယ်ကျွန်တော်တို့ homely မျိုးနဲ့ထင်ဟုံးဒေတာမှာ company အမိခံပြီးတော့နိုင်ငံတော်ပိုင်းရေကိုအလွဲသုံးစားလှုပ်ရှားနေတာတွေတွေ့ရှိရပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့2019မှာကိုယ်နိုင်ငံတော်အနေနဲ့ company တွေကိုတရားဝင်ချမေးလို့ဆိုတာတည်ပြီမဲ့လဲအောက်ခြေမာရင်ပြီးပြီးတဲ့အခါကျတော့ ဒီဒေသမှာရှိတဲ့လက်လုံလက်စားတွေပေါ်မှာကုမ္ပဏီတွေကလက်ဝကြီးအုပ်ပြီးတော့လုပ်ကင်စားတောင်းနေတာတွေ့ရပါတယ်။အဲ့ဒီခါကျတော့ဒီနေရာဒီဒေသမှာနိုင်ငံတော်အနေနဲ့တရားဝင်ချပေးတဲ့အရာရှိမရှိဆိုတာကျွန်တော်တို့ပြည်သူလူထုအနေနဲ့သိကြင်ပါတယ်။နိုင်ငံတော်ရှိလူချင်းမင်းများခင်ဗျာကျွန်တော်တို့ homeland မြို့နယ်မှာရှိတဲ့ရွှေမြောလုပ်ကွက်တွေရှိပါတယ်။ရွှေမြောလုပ်ကွက်တွေမှာတရားမဝင်လုပ်နေကြပါတယ်။ကျွန်တော်တို့တပ်ထုဝင်ကြီးများ တက်လာကြပါတယ်ဟ ோம் လင်းတပ်ထုဝင်ကြီးများတက်လာတဲ့အချိန်ခါမှာတပ်ထုဝင်ကြီးတွေက2019လပိုင်းမှာတက်တန်းကုံဆုံးမြည်လို့ဘဲကွက်မှာမပေးဘူးလို့ပြောဆိုသွားပါတယ်သူတို့ခုရွှေမျိုးပိုင်တွေကလောက်ကွက်ပိုင်တွေကဆိုင်းပုတ်ကြီးတွေချိတ်တရားမဝင်လောက်ကွက်များကို2019မှ2018ထိရတယ်ဆိုပြီးတော့မှလှုပ်ရှားနေကြပါတယ်အဲ့ဒါကိုအထက်ပုဂ္ဂိုလ်လူကြီးများကျွန်တော်တိတိကျကျ ဖြစ်စေရန်လူကြီးမင်းများကိုကျွန်တော်ဒီတရားကျွန်တော်တို့ဒီခက်ဒီအခက်ခဲတွေကိုတင်ပြတဲ့ခါကျတော့လူကြီးခီးစဉ်တွေနဲ့ကျွန်တော်တို့2019ဖေဖော်ဝါရီလ15ရက်နေ့မှာရောက်လာခဲ့ပါတယ်ဒါပေမဲ့တကယ်တမ်းလိုအပ်တဲ့နေရာဒေသကိုရောက်မလာဘဲနဲ့ကျွန်တော်တို့ကျွန်တော်တို့ဒေတာကိုဖြတ်လာတဲ့ဝေဖလာဆိုတဲ့မော်တစ်ခုမှလမ်းကွက်လက်မှာပဲကျွန်တော်တို့ဒီကုမ္ပဏီလူကြီးတွေအစီအွေလုပ်ပြီးတော့ကျွန်တော်တို့တကယ်လိုအပ်တဲ့ဒေတာကိုရောက်မလာခဲ့ပါဘူးအဲ့ခါကျတော့ကျွန်တော်တို့တကယ်တမ်းအခက်အခဲဖြစ်နေတဲ့နေရာဒေတာမျိုးကို တာဝန်ရှိလူကြီးမင်းတွေကိုယ်တိုင်ရောက်လာဖို့ရအတွက်ကျွန်တော်တို့ဒီထိန်ကုန်းဒေသမှာရှိတဲ့ပြည်သူလူထုအနေနဲ့အားလုံးမျှော်လင့်နေကြပါတယ်